တရားချင်တဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့တရုတ်နိုင်ငံကရာတီဥတုမရွေးအသုံးပြုနိုင်တဲ့လူတူဆက်ရုပ်ကိုပြသတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်တရုတ်ဤပညာကုမ္ပဏီ D Robotics ကဆက်မှုလုပ်ငန်းသုံးအတွက်တိစောက်ထားတဲ့ရာတီဥတုမရွေးအသုံးပြုနိုင်တဲ့လူတူဆက်ရုပ် DRO2 ကိုမိတ်ဆက်လိုက်ပါတယ် ကုမ္ပဏီရဲ့အဆိုအရ DRO2 ဟာဖုန်နဲ့မိုးရံကိုခန့်နိုင်ရရှိရဲ့ IP67 အဆင့်သတ်မှတ်ချက်တွေရရှိထားတဲ့ကမ္ဘာပထမဆုံးလူတူဆက်ရုပ်ဖြစ်ပါတယ်။အပူချိန်ဒါမှမဟုတ်ဆိုတိုင်းစားကြောင့်ကန့်သတ်ချက်တွေရှိတဲ့ဆက်ရုပ်အများစုနဲ့မတူပဲ DRO2 က20ဒီဂရီစင်တီဂရိတ်ကနေ55ဒီဂရီစင်တီဂရိတ်အထိကြမ်းတမ်းတဲ့ပတ်ဝန်းကျင်တွေမှာအလုံးလုံးနိုင်ပြီးဆိုတိုင်းစားမိုးနဲ့ဖုန်မုတ်တွေကိုအလွယ်တကူကိုက်တွယ်နိုင်ပါတယ်။ သူ့ရဲ့အရက်အမြင့်က185စင်တီမီတာ၊၅ဗေ6လက်မနဲ့ကိုယ်အလေးချိန်က65 kg 143ပေါင်ရှိပါတယ်။တဆန့်ကက်ကိုတိတိကျကျ5မီတာနှုန်းနဲ့လမ်းလျှောက်နိုင်ပြီးအမြန်ဆုံး6မီတာအထိပြေးနိုင်ပါတယ်။ဒီဂရီ20ရှိတဲ့တောင်ဆောင်းတွေကိုလည်းတက်နိုင်တယ်လို့10 kg 22ပေါင်အထိလည်းမနိုင်ပါတယ်။ သူ့ရဲ့အလွယ်တကူအစားထိုးတက်စင်နိုင်တဲ့မော်ဒူလာဒီဇိုင်းကြောင့်အင်ဂျင်နီယာတွေကပြုပြင်ထိန်းသိမ်းမှုမြန်ဆန်စေဖို့အတွက်လက်တွေခြေရောက်တွေလိုအစိတ်အပိုင်းတွေကိုအမြန်ဆုံးလဲလှယ်နိုင်မှာဖြစ်ပါတယ်။ Smart Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။